နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့ဝင်နေဇရီဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာဖြစ်သည့်ဒုတိယဝန်ကြီးဗိုလ်ချုပ်ဖြိုးတန်အမြဲတမ်းတွင်ဝင်တဲ့တာဝန်ရှိသူများလိုက်ပါပြီးဒီကနေ့မနက်ပိုင်းမှာနေဇရီဝန်ကြီးဌာနရုံးမြေဧရိယာအတွင်းမှာငရင်ဘေးကြောင့်ထိခိုက်ခံစားခဲ့ရတဲ့ဝန်ထမ်းများနဲ့မိသားစုများနေထိုင်ရန်အတွက်ဝန်ကြီးဌာနအင်ဂျင်နီယာအဖွဲ့မှကြီးကြပ်ကုတ်ကဲမှုဖြင့်တည်ဆောက်နေတဲ့ steel structure ယာယီအဆောက်အုံများ တိဆောက်ပြီးစီးမှု အခြေအနေများနဲ့ယာယီအဆောက်အုံများအတွင်ဝန်ထမ်းများနေထိုင်နေမှုအခြေအနေအားကြည့်ရှုစစ်ဆေးကာငရင်တန်းခန်းစားခဲ့ရတဲ့ဝန်ထမ်းများနဲ့မိသားစုများအားယာယီဖွင့်လှစ်ထားရှိတဲ့တဘာဝေးယာယီကယ်ဆယ်ရေးစခန်းများမှာ စတီးစထရက်ချာယာယီအဆောက်အအုံများသို့အမြန်ဆုံးပြောင်းရွှေ့နေရာချထားနိုင်ရေးရှေးမီမိန်လန်ကိစ္စများအားစနစ်တကျဆောင်ရွက်သွားကြရန်ယာယီအဆောက်အအုံများအမြန်ဆုံးပြီးစီအောင်ဆောင်ရွက်သွားကြရန်နေတိုင်းစားသောက်မှုများကိုကျန်းမာရေးနဲ့ညီညွတ်စေရေးအလေးထားစီစဉ်ဆောင်ရွက်သွားကြရန်မှကြားခဲ့ပါသည် ဲ့ဒီနောက်ပြည်တော်စုဝင်ကြီးတဲ့အဖွဲ့ဟာဆောက်လုပ်ပြီးယာယီဆောက်အုံများအတွင်ဝန်ထမ်းမိသားစုများရဲ့ပြောင်းရွှေ့နေထိုင်မှုခြေနေများကို၎င်းယာယီဆောက်အုံများဆောက်လုပ်ပြီးစီမှုနဲ့ဆောင်ရွက်ဆဲလုပ်ငန်းများကို၎င်းရေချိုးကန်နဲ့အိမ်သာများဆောင်ရွက်ထားရှိမှုခြေနေများကို၎င်းလက်လက်ကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်တာများမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ